အဲကလေးဘုခါတော့ကတော့အဲ့လိုမျိုးကြီးမသိဘူးကျွန်တော်ကကြောက်တော့ငယ်တော့ဖုန်းချောင်းသားဖုန်းချောင်းသားဆိုအဖုန်းချောင်းမှာပဲနေပြီးဖုန်းချောင်းမှာပဲစာအဲ့လိုကြီးပြင်းလာတာကျွန်တော်တိုင်တော့အဲ့လိုပဲအဲ့လိုကြီးပြင်းလာတာဆိုတော့ ဟိုစင်ပြေရဲ့ပုံစံတိုင်းပဲဖြစ်နေပါဘောဘုံကြီးကြောင်းစားတော့ဒါပေမဲ့တဖြည်းနဲ့နားလိုက်လာတော့အဲ့လိုပေါ့ဟိုပဝင်းချင်းနဲ့ရှင်ရင်တော့ကိုကအဆင်မပြေဘူးပေါ့တပြေလာဒီအကြီးလာမှကိုပြန်တွေးတက်လာတာဩငါငယ်တော့ဒီလိုကြီးဖြစ်လာငါအကြီးလာတော့ဒီလိုမဖြစ်ရဘူးဆိုပြီးတော့အဲ့လိုမျိုးစူးစားလာအဲ့လိုပါဘယ်နေရာမှာဘယ်သူနဲ့မင်းကြောင်းနေငါနားမှာခါခါကြားတာမင်းတော့ကခေါ်လာရင်ကြောင်းငါနွားလား ကိုဆိုမိုက်လာဘယ်လိုလဲဒီဘောရဒီဇိုင်းနဲ့လေဒီကူကူကိုလည်းထွက်တာပါဆိုဟောဘာဒီကအထူးဖြစ်ကျွန်တော်တို့အောင်လုံးတွေမပအောင်ဟာသဖန်တီးရယ်အပြင်ကျွန်တော်တို့ဒီဆောက်လေးဖြတ်ရတယ်ဆောက်လေးဖြတ်ပြီးဟာသဆောက်လေးဖြတ်တယ်ပြီးဟာသပုံမြင်တွေပါအများကြီးနားထောင်နားထောင်ပြီးတော့ကိုဟာသရေးဘာလေးလုံးလို့ရမလဲဆိုပြီးတော့အဲ့လိုမျိုးပေါ့ဒီကကျွန်တော်ဖီဒီယိုကြည့်လိုက်ရင်အဲ့လိုမောပြေသွားတာဘာမျိုးဖြစ်ဖို့အတွက်ကျွန်တော်အဲ့လိုမျိုးဦးစားပေးပြီးတော့လုပ်ဖြစ်တာငါကြည့်ကြည့်နေတွေ့တော့မှတော်တော် main ကလေးတော်တော်များများအင်းအင်းအင်း ငါကြည့်ချင်ဂျူမြထိုးနေရလားလို့သူတို့ရောငါရေတိုက်မယ်ရေတိုက်မယ်ငါ့အိမ်မှာရေတွေအများကြီးပဲလာတော့တယ်ပြောလို့ဂျူထိုးရဲဆိုရေလာတိုက်မယ်ဗဇက်ကိုဟပြီးတော့ငါလောင်းထည့်ပေးမယ်ပြောရေအမဘယ်လိုပြောမလဲကျွန်တော်အဖေကရမ်းပင်ပန်းနဲ့အလုပ်ကျန်းလုပ်ခဲ့ရတာဖြစ်တဲ့အတွက်ဟိုစပင်းစည်းနဲ့တော့ရန်ကုန်မြို့မြို့ကိုပတ်ပြီးတော့ပတ်ပတ်ဆန်ရှာခဲ့ရဆိုတော့လို့ကိုလုတ်ပေးနိုင်တဲ့အချိန်ကျတော့အရင်ပြောတယ်ဘောငါအဖေဒါရီမလုတ်ရတော့ဘူးဆိုပြီးတော့အဖေအဆင်ပြေတဲ့အချိန်ဆိုလုံးဝအဆင်ပြေသွားဟုတ်မလွယ်ဘူးကျွန်တော်တို့ကဘယ်လိုပြောမလဲဟိုဟို တော်တော်ကြီးဆင်းရဲတဲ့ထဲမှာပါတာပေါ့ဘာလို့ကျွန်တော်ကငယ်ရင်တော့အဲ့လိုမြေပိုင်လည်းမရှိကျွန်တော်ကအဲ့လိုကျူးလိုပေါင်းမှအဲ့လိုနေပြီးတော့အဲ့လိုတက်လာတာဆိုတော့အဲ့လိုမျိုးအဲကျွန်တော်ကအဓိကတော့ဖင်တဲ့မျိုးတော့ဟိုမရိုင်းမချမ်းနိုင်အောင်ပေါ့ကျွန်တော်တက်လည်းအဲ့လိုမျိုးပူပန်တော့ကမရောက်ပဲနဲ့အေးအေးဆေးလေးအဲ့လိုဖြတ်တန်းရရရင်ပဲခြေနဲ့ပါပြီအဲ့လိုပါပဲထားခြင်းပါဆယ်လီဖြစ်ဖို့ကလွယ်တယ်တကယ်တကယ်ပြောဆယ်လီဖြစ်ဖို့ကလွယ်ဒါပေမဲ့ဆယ်လီကောင်းတယောက်ဖြစ်ဖို့မလွယ်တာ ကျွန်တော်တို့ဒီကောင်းကောင်းလေးခြားပြတ်တက်ဖို့ပဲမလွယ်တာပေါ့ကျွန်တော်နမန်ဆိုးနဲ့ပဲဖြစ်ဖြစ်ပါလူတွေဟောင်းဘယ်လိုဘယ်လိုတလွဲကြီးနမန်ရဖို့ဆိုတာအရင်လွှဲပါတယ်ဟိုဘယ်လိုပြောမလဲရှင်းလေးပြောရင်ဆက်လီဖြစ်ဖို့ကလွယ်ရောမှာကြီးอ่ะအဲ့ဒါအဲ့ဒါတိုင်းပဲပြောမယ်စူးစားတယ်ကျွန်တော်ကဘာလို့ကျွန်တော်တို့ဘယ်လိုပြောမလဲကိုခြားပြတဲ့ဇလန်းဘာညာစားပေါ့အိမ်အဲ့လိုမျိုးဟိုမလွှဲရောအောင်ပေါ့အဓိကအထူးဖြစ်ကျွန်တော်တို့အောင်လုံးနေမပအောင်ဟာသဖန်တီးရယ် အဲ့ပြီးရင်ကျွန်တော်တို့ဒီဆောက်လေးဖက်ရတယ်ဆောက်လေးဖက်ပြီးတော့ဟာသဆောက်လေးဖက်တယ်ပြီးဟာသပုံမြင်နေပါအများကြီးနားထောင်နားထောင်ပြီးတော့ကိုဟာသရေးဘာလေးလုံးလို့ရမလဲဆိုပြီးတော့အဲ့လိုမျိုးပေါ့ဒီကကျွန်တော်ဖီဒီယိုကြည့်လိုက်ရင်အဲ့လိုမောပြီးသွားတာဘာမျိုးဖြစ်ဖို့အတွက်ကျွန်တော်အဲ့လိုမျိုးဦးစားပေးပြီးတော့လုပ်ဖြစ်တာပါမင်းကဘာဘယ်လိုနဲ့မင်းကြောက်နေငါနားမှာခါခါကြားတာမင်းတော့ကဖောစားရဲ့ကြောက်ငါနွားလား ဲ့လိုပြောပြောနေတာပြန်မပြည့်နေကြရင်ကွာအခုလေးရီကစောင်းမိုက်လားမင်းတို့ကလည်းဒီဘောရဲ့ဒီဇိုင်းနဲ့ဘယ်ဘီကူကူပဲချစ်တာပါဆိုအဲ့ဒါကျွန်တော်တို့ဒီပေါ့ကျွန်တော်ဈေးရောက်တဲ့အချိန်မှာပြောကြအောင်မင်းတို့ဆယ်လီဖြစ်လိုက်ဆိုဈေးရောက်ကြရဆိုကျွန်တောကတော့အဓိကဟိုဟိုနောက်ကနားကြောင်ညာဖာညာကြောင့်ကျွန်တော်တို့ရမလုံးတဲ့နေရာဆိုအဲ့မျိုးကြီးကြောင့်ကျွန်တော်ကဖဲရဖြစ်တယ်ကျွန်တော်တက်တိကစားဆက်တယ်တော်တော်များများဒီကြောင်ညာအိမ်နဲ့ ဟိုတက်ကြရတာများတယ်ပတ်စံရှာပြီးတော့ကျွန်တော်တို့လိုချင်တဲ့လမ်းကြောင်းတက်ကြရများကျွန်တော်တို့ကြောက်အဲ့အနေမတက်ပဲနဲ့ကိုပေါ့ကိုငါတို့တွေရတဲ့ live follow ကျွန်တော်ပေါ့ကျွန်တော်အထည့်ရောင်းရင်းနေပေါ့အဲ့လိုမျိုးပဲစူးစမ်းပြီးတော့ဒီလိုပတ်စံလေးရှာကြအဲ့လိုမတိမတိငြိမ်ဘူးပေါ့ကျွန်တော်ကောင်းနေလားဆိုလဲကောင်းနေမကောင်းနေလားဆိုလဲကျွန်တော်အခုနောက်ပိုင်းကတော့ကျွန်တော်ကအဲ့လိုကြော်ညာကြီးကကျွန်တော်တို့အဲ့လာတာများတာဖြစ်တဲ့အတွက်ချိုးရည်ဆိုကျွန်တော်တို့ဒီလိုမျိုးရိုက်နေတဲ့အချိန်ဆိုအဲ့အချိန်မပေးနိုင်ဘူးမဖေးနိုင်တဲ့အချိန်တို့ကောင်းကောင်းမကြော်ညာပေးနိုင်တဲ့အချိန်ကြီးရှိအခါကျလို့ရှိရင်ကျွန်တော်မှရေးချက်ရတာပေါ့ကြော်ညာကိုလက်လွတ်ပြီးတော့ဒီလိုဇလာနဲ့ခဏဝင်ရိုက်ရတဲ့အချိန်ကြီးရှိအခါကျရင်တော့ ဟိုဘယ်လိုပြောမလဲကောင်းတဲ့လာပဲရှိရမကောင်းတဲ့လာပဲရှိရပါအဲ့လိုရိုင်းလေးဟိုလာတိုင်းလာတိုင်းအင်ခန်းရိုင်းကောင်းနေတဲ့ထဲတော့မပါဘူးငါကြည့်ကြည့်နေတက်တော့မှတော်တော် main ကလေးတော်တော်များများအင်းအင်းအင်းငါကြည့်ကြည့်ချူများထိုးနေရလားလို့သူတို့ရောငါရေတိုက်မယ်ရေတိုက်မယ်ငါ့အိမ်မှာရေတွေအများကြီးပဲလာတော့တယ် ပြောလို့ကျူထိုးရဲဆိုရေလာတက်ရင်ဗဇက်ကိုဟပြီးတော့ငါလောင်းထည့်ပေးမယ်။အဲအဲ့လိုမျိုးအရင်ထင်ကြီးကြရဟုတ်တယ်။အဲ့လိုဒါမဲ့အဲ့ဟိုဘယ်လိုပြောမလဲအလုပ်ကတော့ကျွန်တော်ကတော့တစ်ခုတည်းမလုပ်တော့လေ။ဘာအဖက်ဖက်ကနေပြီးပတ်စံရှာပြီးမီးမီးပေါတော့ထောက်ပန်းရတယ်ပေါ့။အဲ့လိုအဲ့လိုမျိုးပဲပြောမှာ။အဲ့လိုပဲပြောမှာ။အဖေနဲ့အမေတို့တိုင်းပြီးတော့စင်ပြေပြေလေးထားပြီးတော့သူတို့ဟို အရင်တော့ဖခင်အလုပ်လုပ်ရပါဘောအခုဆိုရင်ကျွန်တော်ရှိရောဘာလုံးမမလုပ်ရတော့ဘာဖခင်နဲ့မိအေးစေးနားယူလို့ရတယ်အန်ဒီလုံးလည်းကျွန်တော်ရှာတာဆိုတော့ဒီ TikTok တို့အဲ TikTok ကနေကျွန်တော် Facebook ကနေ YouTube ကနေဒါပဲရှာတာဆိုတော့ဒီကဒါတော့ဟိုဘယ်လိုပြောမလဲဒါကအမြဲတဲ့ပတ်စံပေါ့အမြဲတမ်းလာတိုင်းဝင်တဲ့ပတ်စံလေအဲ့ဒီပတ်စံနေမှာဖခင်နဲ့မိတို့ထောက်ပံ့ရတာပျော်ရိအမဘယ်လိုပြောမလဲကျွန်တော်ဖခင်ရန်ပင်ပန်းနဲ့အလုပ်ကြမ်းလုပ်ခဲ့ရတာဖြစ်တဲ့အတွက်ဟို စပင်းစည်းနဲ့တော့ရန်ကုန်မြို့ကိုပတ်ပြီးတော့အလုပ်ပတ်ဆန်ရှာခဲ့ရဆိုတော့လို့ကိုလှုပ်ပေးနိုင်တဲ့အချိန်ကျတော့အရင်ပြောတယ်ဘောငါအဖေဒါရီမလုပ်ရတော့ဘူးဆိုပြီးတော့အဲ့လိုအဖေအဆင်ပြေတဲ့အချိန်ဆိုလုံးဝအဆင်ပြေသွား။အော်ဟုတ်ဟုတ်လောက်ခိုင်းတော့အဲ့လိုပဲ။အဲ့အိမ်မှာပဲအေးစီပဲဖြစ်နေမိ။အာငယ်တော့တော့မရှိဘူး။ငယ်တော့မရှိဘူး။အမှန်ပြောကျွန်တော်ဒီလူတွေစသည်ရဲ့အချိန်ကြီးတော့မရှိဘူး။အဲ့လိုဒီအိမ်မှာကိုလှုပ်နေနေပတ်ဆန်ဝင်လာတော့မှအဖေကိုဟိုနေအဖေနဲ့မေကိုပတ်ဆန်အသူကျွန်တော်ရရလာပြီပတ်ဆန်အဖေနဲ့မေလက်ထဲကိုအဲ့ရတဲ့အဲ့လိုခန်းစားချက်ကိုတိတိလာတော့အဲ့လိုဖြတ်သွားတာ။ ဟိုအရင်ကတော့အဲ့လိုမုတ်တွေပါရေပေါ့ရိုးစုံတွေပါရေထုတ်ဥတူကိုယ်တိုင်စပိန်နဲ့လိုက်ပို့တာအဲ့လိုအဲ့လိုမျိုးအဲ့ကလေးဘုရားတော့ကတော့အဲ့လိုမျိုးမသိဘူးကျွန်တော်ကကြောက်တော့ငယ်တော့ဖုံးချောင်းသားဖုံးချောင်းသားဆိုတော့အဖုံးချောင်းမှာပဲနေပြီးဖုံးချောင်းမှာပဲစာအဲ့လိုကြီးပြင်းလာတာကျွန်တော်တိုင်ရင်တော့အဲ့လိုပဲအဲ့လိုကြီးပြင်းလာတာဆိုတော့ဟို စင်ပြေတဲ့ပုံစံတိုင်းပဲဖြစ်နေတာပေါ့ဘုံကြီးအကြောင်းစားတော့ဒါပေမဲ့တပြေးနဲ့နားလဲလာတော့အဲ့လိုပေါ့ဟိုပဝင်းချင်းနဲ့ရှင်ရင်တော့ကိုကအစင်မပြေဘူးပေါ့တပြေးလာဒီအကြီးလာမှကိုပြန်တွေးတက်လာတာဩငါငယ်တော့ဒီလိုကြီးဖြစ်လာငါအကြီးလာတော့ဒီလိုမဖြစ်ရဘူးဆိုပြီးတော့အဲ့လိုမျိုးစ조사လာအဲ့လိုပါဟုတ်မလွယ်ဘူးကျွန်တော်တို့ကဘယ်လိုပြောမလဲဟိုဟိုတော်တော်ကြီးဆင်းရဲတဲ့အထိုင်မှာပါတာပေါ့ဘာလို့ကျွန်တော်ကငငယ်ရင်တော့အဲ့လိုမြေပိုင်လည်းမရှိကျွန်တော်ကအဲ့လိုကျူးလို့ပေါ့မှအဲ့လိုနေပြီးတော့အဲ့လိုတက်လာတာဆိုတော့အဲ့လိုမျိုးအဲရှိတယ် ဟုတ်တယ်ရှိရရှိအဲ့လိုမျိုးရှိတော့တခုချင်းဆိုဆိုရင်ကျွန်တော်နည်းနည်းပေါ့ဟိုဘာမှအသိမပြတော့ပဲနဲ့ကျွန်တော်ကျွန်တော် ECB နေလိုက်တာများတယ်အဲကျွန်တော်အဓိကတော့ဖင်းနေမျိုးတော့ဟိုမရိုင်းမချမ်းနိုင်တော့ပေါ့ကျွန်တော်တက်လဲအဲ့လိုမျိုးပူပန်တော့ကမရောက်ပဲနဲ့ AEZA လေးအဲ့လိုဖြတ်တန်းရရင်ပဲခြေနဲ့ပါကြီးအဲ့လိုပါပဲထားခြင်းပါကဲနောက်ထပ်ကျွန်တော်ဒီပေါ့နော်ဒီတမီးစားနဲ့ပြတ်သက်တဲ့ကျွန်တော်တို့ဒီတမီးစားတွေမှာဖြစ်တတ်တဲ့အရာလေးတွေကိုကျွန်တော်ဖန်တီးမယ်ဟာတာလေးတွေပဲဖန်တီးပြီးတော့ကျွန်တော်ဝင်နေတဲ့အဲ့လိုမျိုးလေးတိစက်ပေးပါမယ်တော့ဒါနောက်ပြီးတော့ကျွန်တော်ဒီလိုမျိုးဇလန်းတွေပါထည့်ရိုက်ဖို့တော့ရှိပါအဲ့လိုမျိုးလေးပါဟုတ်ကဲ့